ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကိုကြည့်ရှုနေကြတဲ့ညီကိုမောင်နှမများအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့ကျွန်တော်တင်ဆက်ပေးမယ့်အတန်ဇက်လန်လေးကတော့ဒဝင်းကတဲ့ကရင်မလေးဆိုတဲ့အတန်ဇက်လန်လေးကိုရတမြောက်စွာတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဒဝင်းကတဲ့ကရင်မလေးကျွန်တော်ကရင်ပြည်နယ်ကိုရောက်တုန်းက ဇောကပင်တောင်ကြီးရဲ့အလှပနဲ့အတူတိတ်လှတဲ့ကင်မလေးတစ်ယောက်နဲ့ဆုံပြစ်ခဲ့ကြတယ်။သူ့ရဲ့ရွာလေးကဇောကပင်တောင်အပါအဝင်တောင်တန်းလေးတွေနဲ့မနီမဝေးပေါ်တောင်တန်းတွေရဲ့ရင်ခွင်ထဲစိမ့်ဆိုတဲ့လေကွင်းတွေရဲ့အစောအေးချမ်းတဲ့တောင်ကြီးကရွာလေးတစ်ရွာမှာနော်အဲဆိုတဲ့ကင်မလေးတစ်ယောက်ရှိခဲ့မှုတယ်။နော်အဲဟာဘသူမေးမေး ကျမကင်မလေးပါဆိုပြီးဂုံယူဝင့်ကြွားစွာ ပြောတတ်သူလေးပေါ့သူမရဲ့မျက်လုံးထဲမှာကရင်ရိုးရာဒလိအယောင်အသွေးတွေက အမြဲတမ်းတက်လက်လက်တောက်ပနေတယ်အထူးသဖြင့်ကရင်လူမျိုးတွေရဲ့အဓိကရိုးရာဖြစ်တဲ့ဒုံရင် အကဆိုတာသူမအတွက်တော့အသက်ဝိညာဉ်လိုပါပဲနော်အဲလီဒုံရင်ကားတော့မယ်ဆိုရင် ဘလောက်တောင်ပျော်တယ်လဲဆိုတာမြင်ခဲ့ဘူးတဲ့သူတိုင်းသိကြပါတယ်။သူမလေးရဲ့ပားပြင်ပေါ်မှာပန်းသွေးရောင်ခြေတထားတယ်လို့ဖြူစင်တဲ့အပြုံးတွေကဝေးဖြာနေတတ်တယ်။ဒုံရင်အကဆိုတာကရင်လူမျိုးတွေရဲ့စီလုံးချင်းကို ပြတာတဲ့။လက်ချင်းချိတ်ပြီးစီးချက်ညင်ကြီးကကြတဲ့အခါတိုင်းနော်အဲရဲ့ရင်ထဲမှာမြစ်တာတရားတွေချစ်ချင်းမြစ်တာတွေပြီးတော့ ကိုလူမျိုးကို ချစ်တဲ့စိတ်ကိုနိုင်ငံကို ချစ်တဲ့စိတ်တွေရောရှက်နေတတ်တယ်ဒီမြေဒီရေဒီလေကိုဘတော်မှမမေ့ဘူးဆိုတဲ့စိတ်တက်ကဒုံရင်ကတိုင်းဒုံသံတွေရဲ့စီးချက်တွေနဲ့အတူအလင်းရဲ့ရောင်စင်တွေကဲ့သို့နေရဲ့အလင်းကဲ့သို့ဖြာကြနေသလိုတစ်နှစ်ကကရင်နှစ်တစ်ခုပွဲပွဲတော်တစ်ခုမှာပေါ့ နော်အဲရိုအဖွဲဒုံကဖို့ပြင်ဆင်နေကြတယ်။ဝတ်စုံလေးတွေကအဝါရောင်ကိုမှအယောင်ဆုံးခြီတွေခြီတယ်တွေနဲ့ချုပ်ထားပြီးငွေဒင်းကားလေးတွေကတချွင်ချွင်မြည်နေတယ်။ပလဲလုံးလေးတွေနဲ့တန်စာဆင်ထားတော့နော်အဲလေးကပူပြီးလှလို့နေတာပေါ့။သူမရဲ့ဇပင်တွေကလည်းတေးသေးချာချာချစ်ပြီးတော့တော်ပန်းလေးတွေပန်ထားတာပေါ့ သူ့ကိုမြင်တဲ့သူတိုင်းကဒီကင်မလေးလှလိုက်တာလို့တိုဒီတိုဒီပြောနေကြတာကို နော်အဲကကြားလိုက်ရတယ်။နော်အဲတယောက်ရှက်ပြုံးလေးတပွင့်နဲ့ပူပြီးလှပသွားတယ်။တကွင်းလုံးဒုံးတန်တွေနဲ့အချက်ပေးတန်တွေစူညံလာတာနဲ့အမျှနော်အဲတို့စင်ပေါ်တက်နေရာယူပြီးကခုံကြတာပေါ့။နော်အဲရဲ့ခြေလန်းတွေကဖွားဖွားလေး စီးချက်ညီညီနဲ့လက်တွေကလည်းတယောက်နဲ့တယောက်ခိုင်မြဲစွာချိတ်ဆက်ထားပြီးပန်းပုံဖော်လိုက်အမျိုးသားအလံပုံဖော်လိုက်ကရင်ဆိုတဲ့အစာသားပုံဖော်လိုက်နဲ့စသဖြင့်အလှတွေဖန်တီးပြီးတော့ကကြတယ်အဖွဲလုံးကလူတယောက်တည်းကနေသလိုစီးလုံးညီညွတ်နေတော့အံ့ဩစရာပါပဲနော်အဲ့ရဲ့မျက်လုံးတွေကတလက်လက်တောက်ပါပြီးသူမရဲ့နှာခမ်းပြားလေးမှာ ပျော်ရွှင်ခြင်းအပြုံးကအမြဲတမ်းနေရာယူထားတယ်။ဒဝင်းအကကနေရင်နော်အေးလေးတွေးမိတယ်။ငါတို့ကရင်တွေမှာကရင်စာပေရှိတယ်။ကရင်ရင်ကျေးမှုရှိတယ်။ဓာတွေကိုငါဘတော်မှမမေ့ဘူး။ငါအမျိုးကိုလည်းငါဘတော်မှမမေ့ဘူးဆိုတာပေါ့။ပြီးတော့သူမရဲ့စိတ်ထဲမှာနိုင်ငံချစ်တဲ့စိတ်တွေထပ်ပြီးတိုးလာတယ်။ ါတို့မြန်မာပြည်ကြီးထဲမှာတခြားတိုင်းရင်းသားတွေလည်းအများကြီးပဲအလုံးကိုလူမျိုးကိုကို ချစ်မြတ်နိုးကြမှာပေါ့အချင်းချင်းစီလုံးညီညွတ်ကြရင်ဘလောက်များကောင်းလိုက်မလဲလို့သူမသူမမျှော်လင့်မိတယ်တဟုတ်အကတွေပြီးသွားတော့နော်အေးတို့အဖွဲ့လည်းပြိသက်ကိုလက်အုပ်ချီးပြီးဥညွတ်လိုက်ကြတယ်ပြိသက်စီကဩဘာတန်တွေလက်ခုပ်တန်တွေက နှစ်တက်ကူကွင်းတကွင်းလုံးစုညံသွားစေခဲ့တယ်။နော်အဲ့ရဲ့ရင်ထဲမှာ ကြည်နူးမှုတွေပြည့်စံလို့ဒေါ်ဝင်းကတဲ့ကင်မလေးတယောက်အနေနဲ့သူမရဲ့ရင်ထဲကမေတ္တာတွေမျိုးချစ်စိတ်တွေပျော်ရွှင်မှုတွေကိုအခါကနေတဆင့်ပေါ်ပြခွင့်ရလိုက်လို့ပို့ပြီးတော့ပျော်ရွှင်သွားတာပေါ့။အဲ့ဒီနေ့ညကနော်အဲလေးဟာအိမ်မက်တဲ့အထိဒေါ်ဝင်းတွေကနေပါတဲ့ ကျွန်တော်နော်အဲနဲ့တွေ့တုန်းကသူပြောခဲ့တဲ့သူ့ရင်ထဲကဒုံရင်ကတဲ့ကရင်မလေးတယောက်အကြောင်းပေါ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ချစ်ဘူးဝေမြန်မာစာပါ